မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်။နင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်။မင်းမြို့နယ်တုံပြောကြီးကျေးရွာကစစ်တပ်စခန်းကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလ29ရက်နေ့မနက်6နာရီလောက်မှာဘိတ်ပါကဖားနဲ့တော်လန်ရေးအဖွဲ့တွေကအဲ့ဒီစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်နိုင်ဝက်အကြတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်မှုအခြေအနေသေးစိတ်ကိုတော့မသိရသေးပါဘူး။တိုက်ပွဲဖြစ်နေချိန်နဲ့တိုက်ပွဲဖြစ်ပွားပြီးချိန်တွေမှာစစ်တပ်ဘက်ကလက်နက်ကြီးတွေအများအပြားအသုံးပြုပြီးပစ်ခတ်နေတယ်လို့သိရပါဗျ။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုစစ်တပ်ကလေကြောင်းကပုံကျဲတိုက်ခိုက်လို့ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူရှစ်ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်။စက်တင်ဘာလ29ရက်နေ့မွန်လယ်ပိုင်းမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစတုံးမြို့ကိုလေရင်ဖြင့်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါရယ်။မြကြီးနားမြို့လေတပ်စခန်းမှာတက်လာတဲ့တိုက်လေရင်ကစတုံးမြို့စည်းကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးရဲစခန်းဟောင်းနေရာကိုလည်းဘုံတလုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့သိရှိရပါတယ် တနင်္လာရီမြို့နယ်တိမ်ခွန်းရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မောတောင်နယ်ဇက်ကိုဥတီနေတဲ့စစ်တပ်နဲ့ပိတ်ဆိုဟန်တာနေတဲ့တော်လန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်ပြီး ကာလာကြာရှိနှစ်ဖက်ထိတ်တိုက်တွေ့နေတဲ့တိမ်ခွန်းရွာမှာအခုလအတွင်းစစ်တပ်ကလေကြောင်းကနေအကြင်ရေးအများပြပုံကျဲနေတာပါ။အခုလ29ရက်နေ့မနက်7:00ခွဲလောက်မှာလဲဝိုင်းတွဲလီရင်နဲ့ပုံကျဲခဲ့တယ်လို့ဒေသခံတွေကဆိုပါရယ်။ မြန်မာစစ်တပ်လောက်ခန်းနေချာဆောင်တပ် PGF KNY နဲ့တခြားကရင်လက်နက်ကင်တပ်ဖွဲ့နှစ်ခုတို့တွေ့ဆုံပြီးစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ကရင်လက်နက်ကင်အဖွဲ့၃ဖွဲ့ဖြစ်တဲ့နေချာဆောင်တပ် PGF KNY ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA နဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ PC တို့ PGF အမှတ်နှစ်စစ်ဒေသဌာနချုပ်ရှိရာတိကတိကျေးရွာမှာစစ်အုပ်စုရွေးကောက်ပွဲနဲ့ပတ်သက်တာတွေဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီစီဝေးကို BGF KNA ဘက်ကအထွေထွေအတွင်းရေးမှူးချုပ်ပုံမှုချုပ်စောချစ်သူ DKPA နဲ့ KNU KNL ငင်းချမ်းရေးကောင်စီခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ပြီး KNU ဒူပလာယာခိုင်ဩကရာဟောင်းဘရိုစောရွှေမောင်လည်းအစည်းအဝေးတက်ရောက်ခဲ့ပါတယ်တရချောင်းမြို့နယ်အောက်တူကြေးရွာကအသက်85နှစ်အရွယ်အဖွားအိုတဦးကိုစစ်အုပ်စုတပ်ဖွဲ့ဝင်တဦးကအာရမပြုကျင့်ခဲ့တယ်လို့တဝဲခိုင်တပိတ်ကော်မတီကထုတ်ပြန်ပါတယ် အောက်တူကျေးရွာတဝိုက်ကိုစစ်တောင်းထိုးနေတဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကစစ်သားတအူးကစက်တင်ဘာလ28ရက်နေ့ညနေ4နာရီလောက်မှာအပွားအိုကိုအာဓမကျင်းခဲ့တာပါ။အာဓမပြုကျင်းခံရတဲ့အပွားအိုဟာစီဂျိုယောဂါကြောင့်ခြေထောက်တစ်ဖက်ဖြတ်ထောက်ခံထားရသူတအူးဖြစ်ပြီးတော့နေအိမ်မှာတအူးနဲ့ကြံရှိနေချိန်အာဓမပြုကျင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အာရခတက်တော်အေအေထိမ့်ချုပ်ထားတဲ့ပလဝမျိုးကလူနေရက်ွက်တွေကိုစစ်တပ်ကပေါင်900ဘုံတွေကျဲချခဲ့တာကြောင့်နှစ်ဦးသေဆုံးပြီး16ဦးထပ်မံတဲ့ရရရှိခဲ့တယ်လို့ရခိုင်ပြည်အခြေစိုက်သတင်းတွေကဖော်ပြပါတယ်။စက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာပလဝဆေးရုံအနီးတစ်ဝိုက်ကိုစစ်တပ်ကပေါင်900ဘုံနှလုံးကလစတာဘုံတစ်လုံးတို့ကျဲချခဲ့တာလို့ဆိုပါတယ်။အဲ့ဒီဘုံတွေကြောင့်လူတွေထိခိုက်သေဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ နင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။